ားလုံးမင်္ဂလာပါ so all in one channel မှာကြိုဆိုလိုက်ပါတယ်အခုထုတ်ပြပြီးမှာတော့ရှောင်းဆောင်မီပုံတို့မဟုတ်ညာမီအိမ်ဖြစ်ပါတယ်လိုအပ်တဲ့ပစ္စည်းကတော့သုံးမွေရဲ့အခုလိုမျိုးတစ်ခါသုံး plastic ခွဲရဲ့ပဲလိုအပ်ပါတယ်ခင်ဗျာ သုံးမွေးကတော့ magic ring လုပ်ပြီးတော့အောက်ခံအဝိုင်းပြလုပ်ထားတာပါခင်ဗျာအပေါ်တော့တိုင်ရှည်တွေထိုးထားပါတယ်ခွက်ရဲ့အောက်ခြေနဲ့တိုင်ပြီးတော့ထိုးပေးရပါမယ်ခွက်ကိုတော့ကျွန်တော်အပေါ်ကနှကန်းသားကိုမလို့ခြင်းတဲ့အတွက်ဖြတ်ထုတ်ပါမယ်ခင်ဗျာ။ ေါ်ပိုင်းကပြတ်ထွက်လာတဲ့ဒီခွေးအမာလေးကတော့ drain capture တို့ပါကိုထိုးမယ်ဆိုရင်တော့အသုံးပြုလို့ရပါတယ်အပေါ်ခွေးကိုဖြတ်ထုတ်လိုက်တော့ plastic ခွက်လေးရတော်တော်လေးတော့ပါပြီးတော့ပျော့နေခင်ဗျနည်းနည်းလေးအထူးအကြည်လေးဆိုတော့ပို့ပြီးတော့ကောင်းပါတယ်အစာပိုင်းကိုဗီဒီယိုမရိုက်ထားမိတဲ့အတွက်အခုရောက်နေတဲ့နေရာနေပဲစပြီးတော့ ရှင်းပြပြီးတော့ပါမယ်ခင်ဗျာဖုံမီတစ်ခုထုံးမယ်တရစ်တင်တိုင်ရှိတစ်ခုထုံးမယ်ပြီးလို့ရှင်ဖုံမီတစ်ခုထုံးမယ်ဒီဘက်ကတိုင်နဲ့တိုင်ရဲ့အလဲကောင်းမှာတိုင်ရှိတတိုင်ထုံးမယ်ပြီးရင်ဖုံမီနှစ်ခုတစ်ခုထုံးမယ်နောက်ထပ်တိုင်ရှိတတိုင်ထပ်ထုံးမယ် မိဖုံမိတခုထုံးမယ်နောက်ထပ်တိုင်ရဲ့အပေါ်အပေါက်ထဲမှာတိုင်ရေတိုင်ထပ်ထုံးမယ်ပြီးရင်ဖုံမိတခုထုံးမယ်ဒီဘက်ကတိုင်နဲ့တိုင်ရဲ့ခြားထဲမှာတိုင်ရေတိုင်ထုံးမယ်ဖုံမိတခုထုံးမယ်အဲ့ခြားထဲမှာပဲတိုင်ရေတိုင်ထပ်ထုံးမယ်ထိုးထားတဲ့ပုံစံကတော့တိုင်ရေတိုင်ပြီးလို့ရှိရင်တိုင်ရေတိုင်ကို ပူပုံစံမျိုးထိုးထားတာပါခင်ဗျဒီပုံစံအတိုင်းတပတ်ပြည့်အောင်ဆက်ပြီးတော့ထိုးပြီးတော့ရပါမယ်ဆက်ဆော့ပြောခဲ့တဲ့နေ့အတိုင်းတရည်ပီတရည်ဆက်ပြီးတော့ထိုးပြီးတော့ရပါမယ်ဒါပေမဲ့အခွက်ကအပေါ်ပိုင်းမှာ ပို့ပြီးရကျဲတဲ့အတွက်အပေါ်တိုင်းနေကြလို့ရှိရင်ဖွံ့မီးကိုကြားကန်ဖွံ့မီးကိုပို့ပို့ပြီးရထိုးပေးသွားမယ်ခင်ဗျအဖကသုံးတန်းလောက်မှဖွံ့မီးတစ်ခုစီပဲခံမယ်နောက်ထပ်သုံးတန်းလေးတန်းလောက်ကိုဖွံ့မီးနှစ်ခုစီချာမယ်နောက်ထပ်အပေါ်ပိုင်းတွေကိုကြတော့ဖွံ့ပြီးသုံးခုစီချာမယ်အဲ့ဒီနည်းနဲ့ခွက်ရဲ့အကျယ်တိုင်းအပေါ်ရောက်ကားတော့အောင်လို့ထိုးပြရပါမယ်ခင်ဗျာ ေါ်ဆုံးတန်းကိုအလှဆင်တဲ့နေရာမှာလည်းအခုကျွန်တော်တို့ပြတဲ့အတိုင်ထိုးပေးသွားရပါမယ်။ဆက်ရချင်းတိုင်လက်တတိုင်ထိုးမယ်။ပြီးရင်တရစ်တင်တိုင်ရှေတတိုင်ထိုးမယ်ခင်ဗျာ။နောက်ထပ်တရစ်တင်တိုင်ရှေတတိုင်ထိုးမယ်။နောက်တဲ့တရည်တင်တိုင်ရှိတိုင်းထထုံးမယ် နောက်ထပ်တရေတင်တိုင်းရှိတဲ့တိုင်းထပ်ထိုးပါမယ်နောက်ထပ်တရေတင်တိုင်းရှိတဲ့တိုင်းထပ်ထိုးမယ်ခင်ဗျပြီးရင်တော့နောက်ထပ်အပေါက်ကြားတွေကိုဒီဘက်ကတိုင်နဲ့တိုင်ကြားထဲမှာတရေတင်တိုင်လက်တိုင်ထပ်ထိုးရပါမယ်ခင်ဗျတိုင်လက်ဆိုတာကတော့အပေါ်အုံခွင်းတလုံးကိုတကားရဲဆွဲထုတ်တာပါ ပြီးတော့ရှင်ဒီတိုင်နဲ့နောက်ထပ်တိုင်တတိုင်ရဲ့ခြေထဲမှာရှက်ကုန်နဲ့တွေ့ပြရပါမယ်ဒီနေ့အတိုင်းတပတ်ပြောင်းလို့ဆက်ပြီးတော့ထုတ်ပြသွားရပါမယ် အခုအသုံးပြုထားတဲ့ခြေကတော့ရောင်ဆက်ခြေဖြစ်ပါတယ်။ရောင်ဆက်ခြေဆိုတော့ကိုယ်ကအရောင်ဆက်ဆံမလို့သူ့အနေနဲ့တော့သူအရောင်နဲ့ဆက်ပြီးတော့ပါပြီးတာဖြစ်ပါတယ်။ခြေလုံးကတော့အတော်လေးကိုမြင်ပါတယ်ခင်ဗျာ။ဒီလိုခြေမြင်မြင်လေးနဲ့ပဝါထိုးမယ်ဆိုရင်တော့အတော်ကောင်းပါတယ်ခင်ဗျာ။ပဝါလေးကပပလောလောလေးဖြစ်နေမှာပါ။ တပတ်ပြည့်သွားပြီဆိုရင်တော့ခြီကိုအစာတက်လို့ရပါပြီ ဒီခွက်ထဲမှာ LED ဖျောင်းတိုင်လေးကိုကျွန်တော်ထည့်ပြီးတော့ထောင်းมาဖြစ်ပါရခင်ဗျဒီဖျောင်းတိုင်လေးကြီးကတစ်ခါသုံးတစ်ခဲလေးနေမှာတစ်ခုကိုဖျောင်းတိုင်တစ်ခုကိုတစ်ထောင်ပေးရခင်ဗျဒီအလင်းရောင်ကိုအပေါ်မပြတ်တော့အောင်ကျွန်တော် B Y လေးကိုခဏထည့်ပြတာခင်ဗျာဒါဆိုရင်တော့မိဘုံပုံစံလေးရရှိတော့ပါခင်ဗျာမိဘုံလိုပုံမျိုးချိန်ထိုင်းလည်းရပါတယ်ညအိမ်မိပုံစံမျိုးနဲ့ထွန်ထားမယ်ဆိုရင်လည်းရပါတယ်ခင်ဗျာ နောက်ထပ်တစ်ခုကတော့ပန်တီတို့ပန်တစ်တော်တို့မှာအုပ်ထားတဲ့ဖော့စကားခွဲလေးကိုအသုံးပြုပြီးတော့အလုပ်ပြန်မှာဖြစ်ပါတယ်။ကော်ပူအဝိုင်းလေးတစ်ခုကိုကျွန်တော်အသုံးပြုထားရခင်ဗျ။ပန်းရောင်ပေါ်စကားခွက်လေးကိုလည်းအသုံးပြုထားပါတယ်။ပြီးလို့ရှိရင် ခွက်မှာဆွလိုက်တယ်အောက်ဘက်ကိုတော့ပိတ်သွားအောင်လို့ကျွန်တော်အချီနဲ့ပြန်ပြီးတော့တွဲထားရခင်ဗျအပေါ်ပိုင်းကိုလည်းမယုံနိုင်အောင်လို့တရေခွင်းလေးနဲ့ပတ်ထားရခင်ဗျဒီခွက်ထဲကိုလည်း LED ဖျောင်းနိုင်ပြီလေးထုံပြီးတော့ထည့်ကြည့်လိုက်မယ်ခင်ဗျဒါဆိုရင်လေမီးပုံပုံစံတော့မဟုတ် ညာအိမ်ကြီးပုံစံမျိုးအလွယ်တကူရရှိမှာဖြစ်ပါတယ်သုံးမွေမထိုးတက်တဲ့သူတွေအတွက်ကတော့ဒီဘက်ကဖော့စကားကလေးကိုအသုံးပြုတာပို့ပြီးတော့လွယ်ကူရရှင်းပါခင်ဗျလိုက်လို့ကြည့်ပါခင်ဗျ အရှမ်းကိုလွတ်ကူပါတယ်။ဖျောင်းတိုင်လေးတစ်ခုပဲဝယ်ရမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့။ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။